နော့စ်ရဲ့အမြဲတမ်းပြောလေးပြောထားရှိတယ်ပေါ့နော်ထွက်လာတဲ့ဇကားလေးတစ်ခုရှိတယ် we all are bad guys in summer memory အရောအလုံးကတစ်ချိန်မို့တစ်ချိန်ကောင်မှာတော့တဲရောက်ရောက်ရဲ့ဆက်လန်းထဲမှာလူဆိုးတွေဖြစ်ပူးကြလာပြီလားပဲအဲဇကားအမှန်ပါပဲကျွန်တော်ကတစ်ခုခုဇကားပြောရင်းနဲ့အဲကိုကဘလို့ပဲကောင်းတာပဲလုပ်နေပါစေအမြဲတမ်းကိုရဲ့ energy ကိုအမြဲတမ်း negative တိုက်ခိုက်နေတဲ့လူတွေအမြဲတမ်းရှိနေမယ်ကိုကကောင်းတာပဲလုပ်နေပါစေ ဘလို့ပဲစူးစမ်းပြီးတော့မှတိဆောက်နေစေဖြစ်စေဒီကောင်လကားပါဆိုပြီးတော့မှသူတို့ရဲ့အချင်းချင်းပြန်ပြီးတော့မှတယောက်နဲ့တယောက် topic ပြောတဲ့အခါ gossip ပြောတဲ့အခါကျရင်ကျွန်တော်တို့ရဲ့ feeling ဘိုင်းတွေကျွန်တော်တို့ feeling လုပ်ပြီးပြောတဲ့လူတွေကအများအားရှိနေတယ်အဲ့ဒီ topic တွေကိုတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တယ်ဒီသူ့ရဲ့ let age ရှိတယ်အဲ့ဒီ let age ကသူကကြောက်တော့ငါးတော့ဖြစ်ရနောက်ဆုံးကြောက်တော့မှစတဲ့မှုတစ်ခုခုလုပ်ရတော့အဲ့တော့ तू ကဆက်ကြော်လာရို့ तू ကတန်ရှင်းကျင်တာတန်ရှင်းကျင်တဲ့အချိန်မှာသူ့ရဲ့အချစ်မြတ်လို့ဆုံး သမီးကိုသူစွန့်လို့ရမယ်စတေးရမယ်အဲ့ဒီမှာသူကန်ချလိုက်တယ်သူခံစားရတယ်စက်ကြောလိုက်ဒီလိုသူ balance ဖြစ်အောင်အဆရာပြောသလို and balance ဖြစ်နေတဲ့ဘဲအချက်တွေကို balance ဖြစ်အောင်သူသမီးကိုသူစေးလိုက်တယ်အဲ့ဒီမှာသူရဲ့ stone ပေါ်လာတယ်အဲ့မှာသူဖြည့်ပြီးတဲ့ဒီမှာလက်ပြောက်ပြီးလိုက်တယ်ကဘာကြီးရောစက်ကြောလာမှာရှိတယ်50%တော့လူကြီးတွေဂျိုးသားတွေကုန်ပျောက်သွားတယ်ဒါပေမဲ့သူပြီးသွားတဲ့ဒီမှာသူအဲ့ဒီရဲ့အတွက်လိုချင်တာမဟုတ်ဘူးသူတော့တယ်မှာတော့ထိုင်နေတယ် ဒါဒါ Avenger ထဲမှာပါတဲ့เนาะအဲ့ထဲမှာပါတဲ့ပြောစစ်ချက်လေးပေါ့เนาะအဲ့ထဲမှာကျွန်တော်ကဘာတခုရပါလဲဆိုရင်တခုကိုလိုချင်တဲ့အခါမှာယောက်ျားတစ်ယောက်ဖြစ်လာတဲ့အခါမှာစိတ်ဓာတ်ခွန်အားအရန်ရေးကြည့်တယ်ဒီခါဒီမှာကျွန်တော်တို့ရဲ့ပြောညာတဲ့စိတ်တခုကကျွန်တော်တို့ရဲ့ goal ကိုမရောက်တော့တခုကိုစတေးရတော့မယ်ဆိုရင်မဆွတ်လွတ်နိုင်ဘူးအဲ့ဒီမှာကျွန်တော်တို့ရဲ့လိုချင်တဲ့အထူးသဖြင့်လူငယ်တွေလိုချင်တဲ့ target ကြီးမရောက်တော့ပဲနဲ့ဘဝလမ်းခုလမ်းမှာပဲ limited belief နဲ့ရောက်သွားအဲ့ဒီဟာလေးကိုကျွန်တော်အရန်သဘောကျတယ် သူ့ရဲ့သမီးကိုအမှန်တန်ဆိုရင်ကျွန်တော်ယဉ်သွေးဖြစ်တယ်မွေးစားသမီးလည်းဖြစ်တယ်ဟာကို तू ဘလို့မှမစွန့်တော့ချင်ဒါမဲ့ तू စက်ကြောက်တော့ကဲတင်နေတဲ့အတွက် तू စွန့်တော့လိုက်တယ်ဒီအချက်ကကျွန်တော်လုံးဝ inspirer ဖြစ်တယ်ပေါ့နော်အဲ Thanos ကကျွန်တော်ရဲ့ super villain မှာကျွန်တော်ရဲ့ hero လည်းဖြစ်တယ်ဗျ